အဲဥတော်ဥတော်ပို့เสียဘယ်ပို့တော့ကလေးတွေကဖုံဆက်ပြီးမေးပြီအဲ့တော့ဥတော်အရင်တော့ကတော့ပို့တစ်ခုလောက်ခုပဲအဲ့ပို့ကအဲ့မီလီယံပြည့်တော့မယ်အဲ့အချိန်မှာဒါအပန်းခံဖြတ်ခံရတယ်နောက်ပို့ကလေးတစ်ခုတက်တယ်ဖုံပြောက်သွားတယ်အဲ့လျှောက်ခုခုနှစ်ခုရှိတယ်အဲ့ဒါတော့မသိရောအခုပို့လေးတစ်ခုဖွင့်လာတယ်အဲ့တော့အခုတော့လည်းဒီပို့အတု၆ခုတွေ့ ဆက်ခုတွေမှာသူတို့ခေါင်းစဉ်တက်ထားတာဥဘူတောင်းလို့တက်ထားတယ်။အဲဒါဥတောင်းပို့မို့ဘူတောင်းမရှိသူတို့ကတော့လေးစားတမှုနဲ့ဥခက်တက်ထားတယ်။အဲနောက်အင်္ဂလိပ်စာရင်းနဲ့တက်တယ်။အဲနောက်အဲ့တော့ဒီသူတို့တွေဒီအကောင့်တူတွေတက်နေတယ်ကွာခလေးတို့ဥတောင်းမင်းနဲ့မင်းတို့ဘာကြောင့်ဒီလိုလောက်တာလဲနော်ငါတို့ကတော့ဘာမှဖုံးနဲ့ပတ်သက်ပြီးနားမလဲတော့ဘာမှမသိဘူးမပြောလို့မပြောတတ်ဘူး အဲ့တော့မင်းတို့တက်နေတဲ့ရည်ရွယ်ချက်တွေပါလေဒါလေးကိုလည်းဥပဒေပြည့်နေအဲ့တော့ဥပဒေပို့ပါဥမပါတဲ့ဥစ္စာဆိုရင်ဒါပို့တောင်းပို့ပို့အစ်စ်ပဲအဲ့တော့ဒီအတုလောက်ပြီးလုံနေတဲ့လူကဥမပါကွာတကယ်လို့ကြက်ရောင်စားမယ်ပို့ရောင်စားမယ်ဆိုရင်လည်းမင်းတို့ဟိုအဲ့ဥစ္စာဆိုရင်လည်းမဖြစ်တော့ဘူးကွာဘာဖြစ်လို့ဆိုတော့မင်းတို့ကဥထက်တက်တိုင်းလောက်ရောပို့တောင်းဆိုတဲ့ ကျက်သမားပို့ကဒီပညာပေးပခုကူတာပြောတာပဲရှိတယ်။ကျက်ရောင်းစားတာလူမဟုတ်တဲ့အတွက်ကြောင့်မလို့မင်းတို့ရောင်းစားလို့လည်းမရတော့ဘူး။ဘာဖြစ်လို့ဆိုဒီဘူတောင်းလူတဲ့လူကကျက်ရောင်းစားနေဆိုရင်မင်းတို့လည်းရောရောင်းပြီးအလုံးလုံးလူရတယ်။ဒါမှမဟုတ်အဲ့တော့ဥမာအဲ့ဒီပို့ဒီမှာအတုဒီမှာဥမာပေါ့ကျက်ကြောင်းနေတယ်လူကိုကတောင်းဝယ်တယ်လူဖန်ပို့တစ်ခုကတောင်းဝယ်တယ်လူပေါ့အဲ့လူကအကြောင်းဝင်လို့အဲ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 ကျက်ပို့မဟုတ်ဘူး။ဘာဖြစ်လို့ဘူတောင်းပို့ကကျက်မှမရောင်းတော့ဘူး။ ဟုတ်ပဲချချင်းချင်းလေးပဲအဲ့တော့ခလေးတွေရောလူကြီးရာဘာကြီးလုံးမသိဘူးအဲ့တော့မင်းတို့ဘာလို့အဲ့လိုလုပ်တာ ਉਹ မင်းတို့ကြေအောင်စားဖို့ဘာလို့ဆိုလို့ကိုယ်ဟာလေးနဲ့ကိုယ်တီထောင်မှန်မှန်ကန်ကန်လုပ်လို့ကွာအဲ့ဒါဆိုလည်းအစီအပြေတော့နော်အဲ့တော့ဘိုးတောင်ဘိုးကကြက်မရောဘူးနော်ဥဘိုးတောင်လို့တက်လို့ရှိရင်လည်းဥပါနေအတွက်မှားနေတယ်ဟုတ်လားဘိုးတောင်ကကြေအောင်နဲ့လို့မဟုတ်တဲ့အတွက်ကြောင့်မင်းတို့အလုပ်လုပ်ဖို့တော့သိမ့်မလွယ်ဘူးလို့ဥတော်ဒီလိုကြီးတော့တာမိရှင်တယ်နော်